ဒီနှစ်ကတော့ဇက်က80ကျော်လောက်ရှိလိမ့်မယ်လို့မှန်းတယ်အကယ်ဒမီရရှိပြီးသားအနုပညာရှင်တက်ပညာရှင်အားလုံးကိုကျွန်တော်ဖိတ်ထားပါတယ်စည်ရင်းရဆိုလို့ရှိရင်တော့ကျွန်တော်60နီးပါးလောက်ရှိပါတယ်အခုနောက်ဆုံးလောက်ထားတဲ့စနေရဆိုလို့ရှိရင်တော့တည်င်းပေါက်ကြဖို့ဆိုတာမဖြစ်နိုင်ပါဘူးခမန်းနာမှန်ရင်မှန်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ တတိကြကြပုံစံမျိုးကြီးတရင်ပေါက်ကြတော့မျိုးဖြစ်နေမှာ။လူသိပ်များလို့ရှိရင်အဂရိလိုက်ဖို့ကနည်းသွားပါလိမ့်မယ်။ကိုလူချင်းနေဆိုရင်တော့မှဒီမှာလူ60လုံးသူလိုက်ပြီးတော့ညှိရတော့မှာလေ။ဘယ်လိုလုပ်ညှိမလဲအဲ့ဒါ။မလင်းငါးယောက်ပဲဆိုတော့တမျိုးပေါ့။ဒါကြောင့်မလို့လေကျွန်တော်ကလူတက်နိုင်တယ်များဒီပရမစစ်မှာတော်တော်များများလေးဟိုတုံလိုက်တာပါ။တန်ဘွေရောဒီဖေဖော်ဝါရီလလောက်မှာ ကျင်းပဖို့ຢາရားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုကျင်းပနိုင်အောင်ဆိုရင်ကုရေကကျွန်တော်ဇကာရိစာကြည့်ရတော့ပါပေါ့နော်အဲဒီနှစ်ကတော့ဇကာ80ကျော်လောက်ရှိနေမယ်လို့မှန်းတယ်။စီးရင်ရဆိုလို့ရှိရင်တော့85ကားဆိုပြီးမယ်လို့အခုဟိုစံချိန်လွန်တဲ့ကားတွေစံချိန်မီသွားတဲ့ကားတွေကြောင့်နှစ်ပတ်နှစ်ပတ်ဖြစ်သွားတဲ့အခါမှာကားတွေကရိုးရိုးသွားတယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်80ကျော်လောက်တော့ရှိနေမယ်လို့မှန်းတာပါပဲ။ပြီးပြီးတော့ပါပဲပေါ့ ဖြစ်ဖို့များပါတယ်နေရာတော့မတမန်ပါဘူးနေပြည်တော်မှာပဲဖြစ်ဖို့များပါတယ်ဒီနှစ်ကကျွန်တော်တို့ပုံစံလေးပြောင်းတာပါတယ်ဒိုင်းအကဲပြတ်ဒိုင်းအတိအကျမထားပါဘူးဆိုတော့ဒီပထမအဆင့်မှာကျွန်တော်တို့အကယ်ဒမီရရှိပြီးသားအနုပညာရှင်တက်ပညာရှင် အားလုံးကိုကျွန်တော်တို့ဖိတ်ထားပါတယ်အဲ့ဒီထဲမှာလာကြည့်နိုင်တဲ့ပုံပုံလေးလာကြည့်ကြပါဆိုပြီးတော့ကျွန်တော်ဖိတ်ထားတဲ့အတွက်ကြောင့်မလို့စည်ရင်းရဆိုလို့ရှိရင်တော့ကျွန်တော်60နီးပါးလောက်ရှိပါတယ်ဆိုတော့အဲ့ဒီဟာက ကျွန်တော်ပထမဆင်းကိုကြည့်ကြပါပါပထမဆင်းကိုကြည့်ပြီးတော့မှပထမဆင်းကနေရွေးချယ်လိုက်တဲ့ဇကာတင်ဇကာဒုတိယဆင်းကိုရောက်ရှိသွားပြီဆိုရင်တော့ဒုတိယဆင်းဇကာမှာပါဝင်နေတဲ့ဥပညာရှင်တပညာရှင်တွေအားလုံးကထွက်ပြေးရမှာပါဒုတိယဆင်းကိုဆက်ကြည့်လို့မရပါဘူးသူတို့ဇကာပါနေတော့ကြောင့်မထွက်ပြေးရမှာပါအဲ့ဒီနေရာမှာကျွန်တော်တို့ကအဲဒီပထမဆင်းမှာရာဂိုင်းတို့အများဆုံးဇကာကြည့်တဲ့ရာဂိုင်းတို့အများဆုံးပေါ့နော်ကျွန်တော်တို့ကား80မှာဆိုတော့အနည်းဆုံးကား90လောက်ကြည့်တဲ့ တဲ့အနုပညာရှင်တက်ပညာရှင်တို့ဒုတိယဆင်းကိုကျွန်တော်ဆက်ခေါ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဝိုင်းရင်အနုပညာရှင်တက်ပညာရှင်တွေကိုဒုတိယဆင်းမှာကျွန်တော်ထပ်ပြီးတော့ဖြေပါမယ်ကယ်ဒမီရရှိပြီးသားအနုပညာရှင်တွေတက်ပညာရှင်တွေရဲ့အားလုံးရဲ့သဘောထားကိုပေါ့နော်လိုချင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလိုပဲစီစဉ်ရခြင်းဖြစ်ပါတယ်ပေါ့ဒီကယ်ဒမီရရှိပြီးသားအနုပညာရှင်တက်ပညာရှင်တွေဒီအများရဲ့ဆုံးဖြတ်ချက်ပေါ်မှာသွားတဲ့အတွက်ကြောင့်မလို့ဒါအဖြစ်မှန်နဲ့အနည်းဆုံးဖြစ်မှာပေါ့နော်ဟုတ်ကဲ့ဒုတိယဆင့်မှာပဲတခါလေးထုတ်ပြန်မှု ဖြစ်နိုင်တာဘယ်လိုမှရှိဘူးဒါကတော့ကျွန်တော်အချိန်ကြီးပုံမူတည်ပါမယ်ဇကာတိတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ထုတ်ပြန်လို့ရှိရင်ဒါဟိုရိပ်မိသွားနိုင်တယ်ပေါ့နော်အဒီကတော့ဒီလောက်ကနည်းနည်းလေးမှသူကတော့ကျင်းတည်သွားတယ်ပါညာဖြစ်မှာပေါ့ကျေတကြောင်မလို့ကျွန်တော်တို့ကဒီဒုတိယဆင့်ကာကျင်ညာဖို့ဆိုတာကတော့အဲ့ဒီဒုတိယဆင့်စကားစင်ပေါ်တက်လာတဲ့စကားအရေးအတွက်ပုံမှန်ဘူးတည်ပြီးတော့ပဲကျွန်တော်ဆုံးဖြတ်သွားမှာပါအခုနောက်ဆုံးလောက်ထားတဲ့စနစ်အရာဆိုလို့ရှင်တော့ သတင်းပေါက်ကြားဖို့ဆိုတာမဖြစ်နိုင်ပါဘူးခမန်းတာမှန်ရင်မှန်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့တတိကျကျပုံစံမျိုးကြီးသတင်းပေါက်ကြားတော့ဖြစ်နိုင်ပါဘူးကျွန်တော်အရင်ဟာအတွက်ကိုတော်တော်လေးကိုမနစ်ကဆိုရင်ပဲကြည့်လိုက်လို့ရှင်ကြည့်ကြပါရစေမနစ်ကဆိုလို့ရှင်ပဲလုံးဝကျွန်တော်သတင်းမထုတ်ဘူးဒါအတွေ့အကြုံတွေပို့ရလာတဲ့အခါမှာပို့ပြီးတော့ဟိုစိတ်ဖြစ်အောင်လုပ်ရတာပေါ့နော်နည်းနည်းလေးရောဟိုပို့ပြီးတော့လို့ပေါ့ခေါင်း ခေါင်းစားလာတာမျိုးရှိတယ်နေ့တိုင်းနေ့တိုင်းခြောက်အဲခေါင်းစားတာကတော့ရှိတယ်ဗျာရှိတယ်ဘာလို့ရှိရလဲဆိုတော့ကျွန်တော်တို့အကဲဖြတ်ဒီရဲ့ဆုံးဖြတ်ချက်တရားတချို့ဟာလေးတွေကအဲလွဲချုံနေရာလေးတွေရှိတယ်ဗျာလွဲချုံနေရဆိုပေမဲ့လို့တို့ကတကယ်အမှတ်ပေးထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီပုံမှာကျွန်တော်တို့ကဒါကျဖြစ်တင်ဖြစ်တိုက်သလားဒါသူရေရိုးရိုးသားသားအမှတ်ပေးတာလားဒါမှမဟုတ်သူဟိုအချင်းချင်းတိုင်ပင်ပြီးတော့ပေါ့ ဟိုအဂိတရာ၄ပါးနဲ့မညီညွတ်ခွဲပဲနော်ပေါ့နော်သူအဲ့ဒါမျိုးပေးထားတာလားဘယ်လက်ပြီးပေးထားတာလားဆိုတာလေကျွန်တော်ပြန်စစ်ရတာမျိုးရှိတာပေါ့နော်လူသိပ်များလို့ရှိရင်အဂိလိုက်ဖို့ကနည်းသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့သူအများကြီးကိုသူကိုလူချင်းနေဆိုရင်တော့မှဒီမှာလူ60လုံးသူလိုက်ပြီးတော့ညှိရတော့မှလीဘလိုလိုညှိမလဲအဲ့ဒါမလင်း၅ယောက်ပဲဆိုတော့တမျိုးပေါ့ဒါကြောင့်မလို့လေကျွန်တော်ကလူတက်နိုင်တယ်မြတ်ဒီပထမဆင့်မှာတော်တော်များများလေးဟိုတုံလိုက်တာပါ အထူးစုကတော့ကျွန်တော်၄စုရှိရအောင်အဲဒီ၄စုမှာဆိုပါစို့စီဂျင်ကတအားကောင်းနေပဲမလို့သူ့ထက်ကောင်းတဲ့ကလေးတယောက်ဆောင်ဖြစ်ဖြစ်မိတ်ကပ်ဖြစ်ဖြစ်ပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့အဝတ်စားစင်ရင်မှုဖြစ်ဖြစ်အဲ့ဒါတစ်ခုခုကဒီစီဂျင်ထက်ကောင်းနေဆိုရင်ကျွန်တော်တို့စီဂျင်ဒါလေးမိထားပြီးတော့ဒီဟိုဘက်ကတားတဲ့ဟာကိုကျွန်တော်တို့ပေးရမှာပေါ့နော်အဲ့တော့အကြေပြတ်ဒီကနေတက်လာတဲ့ဒီသူတို့ရဲ့ဆုံးဖြတ်ချက်တွေပေါ့အကြေပြတ်အမှတ်ပြီးမှုပေါ်မှာမူတည်ပြီးတော့ပဲ ဒီစုကတော့ရသွားပါပါအဲ့တော့ဒါဆယ်လို့ဒီရုပ်ရှင်ကရောဘယ်လိုလောက်စကြည့်ဖို့ရှိလဲကျွန်တော်တို့26ရက်နေ့လောက်စကြည့်ဖို့ရှိပါတယ်ဒီလ26ရက်နေ့လောက်စကြည့်ဖို့ရှိပါတယ်အဲ့တော့ဒိုင်းကြီးကတော့ဒါသူတို့ဟောပါဘောဆရာခုနကပြောလို့ဘာအားရင်အားတဲ့လူကအဲ့လိုစကြည့်မှာပေါ့နော်ဟုတ်တယ်သူတို့ဟိုနေတိုင်းချိန်ပေးတယ်ဆိုတော့နေတိုင်းကြည့်ကြလိမ့်မယ်ပေါ့နော်။နေတိုင်းချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်လည်းသူတို့ချိန်ပေးနိုင်တဲ့ချိန်သူတို့ကကြည့်။အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ဒုတိယဆင့်ကို ဆယ်ပြောကြည့်ချင်တော့ဘူးတနေ့ကိုဆရာဦးနှစ်ကားပဲလားနှစ်ကားကြည့်မှာပါတနေ့ကိုနှစ်ကားကြည့်မှာပါဟုတ်ကဲ့ပါအဲ့တော့ဒါအကယ်ဒမီစုနေနဲ့ပတ်သက်ပြီးတော့ဆရာဟိုအခုပုံမှန်မဟုတ်ပြီးနေကြအထက်ပေါ့တခြားအလိုထူးခြားတဲ့အစီအစဉ်တွေပါလို့ရှိနိုင်မရှိပါဘူးဒီတော့ဒီ7စုပေါ့နော်ဆက်ပုံမှန်7စုရဲ့အထူးစုတစုရဲ့7စုပေါ့နော်ကျန်တဲ့ကျွန်တော်တသက်တာစုကတော့ကျွန်တော်တို့အကဲပြတ်ဖွဲ့နေမဆိုင်ပါဘူး fashion စုလည်းကျွန်တော်လည်းမဆိုင်ပါဘူးကျွန်တော်တို့ကဒီရုပ်ရှင်ထူးကျွန်စု ဝိရှင်ပညာထူးချွန်စု၁၇စု၁၂စုပေါ့နော်အဲဒီအတွက်ပဲကျွန်တော်တို့အကဲပြတ်ပေးတာပါဒီကနေပါဠိများအလိုပြောထားခြင်းလားမရှိဘူးတခြားတော့မရှိပါဘူးကျွန်တော်တို့အတက်နိုင်ဆုံးနော်ပြိတ္တနဲ့အနည်းဆက်ဆုံးဖြစ်အောင်ဖြစ်ပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါ